တောဘတွေကြီးနေမယ်ရာဂတွေကြီးနေမယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုတွေများနေတယ်ဘာနဲ့လျှော့ချလူတယောက်ပေါ်မှာခင်မင်မှုတွေတွေ့တာမှုတွေများနေတယ်ဘာနဲ့လျှော့ချအလုံးကဆေးရှိခေါင်းကိုက်ရင်တော့ပါရစီတမောတောက်ကြမယ်ပေါ့ဟုတ်လားခေါင်းကိုက်မယ်ဆက်ထိုးမယ်ကြောင်းအောင်မယ်ဆိုရင်ဆေးတောက်ကြတိုးတော့ ရင်ထဲကဖြစ်ပေါ်နေတဲ့လောဘတရားရင်ထဲကဖြစ်ပေါ်နေတဲ့ราคะတရားတက်ရှိသရဝရီပေါ်မှာတွေ့တာမှုတွေများနေမယ်ဆိုရင်ဘာလုပ်မလဲပစ္စည်းဥစ္စာဒီပေါ်မှာတွေ့တာမှုများနေဘာလုပ်မလဲလောကလူတွေဟာကိုယ်ရှိတဲ့ပစ္စည်းကိုမသုံးရမစားရင် ရှိတတ်တယ်ပေါ့အဝလေးတောင်မှကောင်းတဲ့အဝလေးဆိုရင် တော်နဲ့မဝွေးရဘူးဟောင်းသွားမှဆိုလို့ ဒီလိုနှမျောတဲ့လူကရှိသေးတယ်လေကိုသုံးဖို့ဝယ်ထားပြီပဲလို့နှမျောလို့မသုံးရဘူးဆိုတာတွေရှိအဲ့ဒါလို့ဖြစ်နေရင်ဘာလုပ်ရမလဲဘယ်လိုနည်းနဲ့ရှင်းချအောင်လဲဆိုရသော်ဘုရားကအဆုံးအမတွေပေးထားရှိတယ်လူတယောက်ပေါ်မှာတွေ့တာမှုတွေဆွလတ်မှုတွေများနေမတင့်တယ်မှုရှင်စေရကောင်းမှုဆိုရင်အတုပတင်ညာကိုပွားများရမယ်လို့သူဟောတယ် မတည့်မတည့်ယွန်းစမွဲတွေကိုနှလုံးသွင်းဆင်ញင်ခြင်းအပြင်ပြတ်တာမှုကိုလျှော့ချလိုက်ရပစ္စည်းဥစ္စာပေါ်မှာတိတ်တွဲတားနေတယ်မတုံးရဲ့မဆွဲရဲ့ဖြစ်လာပြီဆိုရင်အနိစ္စတိညာနဲ့လျှော့ချအောင်လှုပ်ကြည့်လက်တွေ့အနိစ္စတိညာဆိုတာအေးဒီပစ္စည်းလေးငါမတုံးလို့ရှိရင်လေတနေ့ကျန်လို့ရှိရင် ငါကတော့လေပစ္စည်းကိုစွန့်ရမယ်ပစ္စည်းကတော့လေငါ့ကိုစွန့်သွားမယ်တခုတည်းမြယူသွားပါသွားမယ်လေကိုစွန့်သွားတယ်ခေါ်တာကိုကတော့လေပစ္စည်းကိုစွန့်ပစ္စည်းကတော့လေကိုကိုစွန့်ဖြစ်တယ်မသုံးမပြုဝဲနေရင်လည်းသူ့ဘာသူဟောင်းလွမ်းပျက်စီးသွားမှာပဲအနိစ္စသဘောတရားအရာအဲ့တော့လုံးသိရင်လုံးရမယ်သုံးသိရင်သုံးရမယ်သုံးသိတဲ့အချိန်ကသုံးရမယ်ဆိုတဲ့မှန်ကန်တဲ့အတွေးပေါ်မူတည်ပြီးတော့ဆုံးဖြတ် အနိစ္စတင်ညာနဲ့ရှင်းချပြီးတော့ကိုယ့်ပစ္စည်းကိုသုံးတာပဲဖြစ်ရအောင်။ဟောမြတ်စွာဘုရားလက်တွေ့ကြတာဟောနော်လက်တွေ့ကြတာဟောမုံတိမှုတွေများနေတယ်ဒုတယောက်ကိုအဲ့တော့ဒေါသဆိုတာနေရာကပေါ်လာတာမှမဟုတ်တာကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင်ဖြောင်းကနေဆိုဒေါသဖြစ်လာ ကိုမကြိုက်တဲ့စကားပြောလိုက်ပြီးဆိုမှဒေါသဖြစ်လာအဲ့ဒီလိုဖြစ်လာပြီးဆိုရင်ဘာနဲ့ဖယ်ရှားပြစ်မလဲမေတ္တာဘာဝိတ္တဘာဒေါသတဘာနာယဝါရမယ်ဆိုတဲ့အခါမှာဒေါသရဲ့အကျိုးနဲ့အပြစ်ကိုဆင်ခြင်မှုလို့အပ်တယ်ဒေါသရဲ့အပြစ်ဆိုတာမမယွင်းလုံးတတ်တယ်နောက်ဆုံးမှာဒေါသဖြစ်လို့ရှိရင် စိတ်တုံးလာတဲ့လူတယောက်ဟာကိုယ့်ရဲ့စိတ်ထက်ပျက်စီးပြီးနောက်ဆုံးနှလုံးရောဂါရှိရင်ကိုယ်ပဲဒုက္ခရောက်မယ်သွေးတို့ရောဂါရှိရင်လည်းကိုယ်ပဲသွေးတိုးမယ်အပြစ်တွေကိုရှားချန်ပြီးတော့ကြည့်အဲ့ဒါလို့ဒေါသဖြစ်ပြီးတော့တစ်ဖက်သားကိုလုံးမဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူတော့ဆိုရင်မစင်နဲ့ကောက်ပြီးတော့သူများကိုပေါက်ထွက်တယ်တူတူပဲဆို သူ့ကိုမစင်ကအရင်လူမှသူများကိုပေါက်ထားကတွဲခြင်းတွဲအောင်ပဲဒေါသဖြစ်ပြီဆိုရင်မစင်နဲ့ပေါက်ထားနေတူတူပဲတယ်ကိုကအရင်ခံရမယ်ဒီဒေါသရဲ့ဓာတ်သူများကနောက်မှခံရအဲ့တော့ပထမခံရတာကိုဆိုတာကိုဒေါသရဲ့အဖြစ်ကိုစဉ်းကျင်စဉ်းစားတတ်ဖို့အဲ့ဒီလိုစဉ်းကျင်ခြင်းဖြင့်ရှင်းချပြီးနောက်ဆုံးမှာအမြင့်ပါပြတ်အောင်မုန်းเสียရဆိုတဲ့ပုဂ္ဂိုလ်ရှာမတွေးအောင် ဘာကိုမုန်းတာလဲလူတယောက်ကိုမုန်းပြီဆိုရင်သူ့ရဲ့သပင်ကိုမုန်းတာလားမွေညင်းကိုမုန်းတာလားလက်သေးခြေသေးကိုမုန်းတာလား32ခုတာသားနဲ့ခွဲခြားပြီးတော့ကြည့်လိုက်မုန်းစရာဆိုပျောက်သွားမှာပဲနော်ခွဲစိတ်ပြစ်လိုက်လို့ရှိရင်ပျောက်သွားအဲ့ဒါလို့မုန်းစရာတွေပျောက်သွားအောင်အကျိုးနဲ့အပြစ်ကိုစစ်စစ်ဆင်ញင်သုံးသပ်ခြင်းအပြင်လည်းပဲဒေါသဆိုတာကိုဖယ်ရှားပြစ်လို့ရတယ်လို့သူတို့ဆို မောဟကြတဲ့အခါကျပညာဘာဝေတ္တမောဟတ္တပါလားလောသိဏနဲ့မလောသိဏမသိဘူးတွေ့ဝေးနေတယ်ဆိုရင်အဲ့ဒီမောဟပြောက်ဖို့ရတဲ့အသိပညာတူပေါအောင်လို့ဒါဖြင့်အသိပညာဘလို့တူပေါအောင်လို့ရတော့ဆိုရင်တရားနာရတယ်တရားစာတွေဖတ်ရမယ်ယန္တန်ဃာရီနဲ့တွေ့တဲ့အခါမှာဘလို့နေသင့်တယ်ဘလို့ထိုင်သင့်တယ်ဘလို့တွေ့ရမယ် စာပေသင်ညာပို့ချမှုစာပေသင်ညာသင်တန်းတွေတက်ရမယ်ဓမ္မသင်တန်းတွေတက်တယ်ဒီလိုဟာမျိုးတွေ ਨੇ ရှင်းချဖြစ်တယ်ဘောနော်ဓမ္မသင်တန်းတက်တဲ့အခါမှာလည်းပဲပညာတော့ရလာပါရဲ့နောက်ကချောင်းနေတာဘယ်သူတော်ဆိုမာနကဝဲလာပြန်တယ်ငါသိတယ်ငါတတ်တယ်ဆိုတဲ့စိတ်ဝင်အဲ့ဒါလည်းပဲအငြိအခြေတစ်ခုပဲ ငါသိတယ်ဆိုအတွေ့ဘယ်တော့မှမတွေ့နဲ့ငါမသိသေးဘူးဆိုတာပဲစဉ်းစားရမှာဖြစ်တယ်။ငါမသိသေးတာကိုသိတဲ့ဒီနေ့ဟာငါပညာတတ်တဲ့နေ့ပဲလို့ပဲဒီလိုမှတ်ရမှာဖြစ်တယ်။ဒါကြောင့်မို့အကုသိုလ်ဆိုတာလေတစ်ခုပြုတ်သွားရင်နောက်တစ်ခုကဝင်လာတတ်တယ်။အဲ့ဒီလိုအစားမဝင်အောင်တတိနဲ့ပညာနဲ့ထိန်းလို့ဒါကြမှခုနကစိတ်ကဥဆောင်နေဆိုတဲ့စိတ်ဟာ တတိပီပညာတွေအလောဘတွေအရောဒတွေအမောဟတွေနဲ့ဝိုင်းပြီးတော့ထိန်းလိုက်တဲ့စိတ်ကမှတမိုးတက်သွားမှဖြစ်တယ်အဲ့ဒီစိတ်မျိုးကိုပတ္တနာစိတ်တာပတ္တနာမနာလို့ဒီလိုခေါ်တာเนาะအဲ့ဒါလိုပဲစိတ်ဟာလည်းပဲထို့တူပဲเนาะမကောင်းတဲ့အရာတွေနဲ့တွဲပြီးတော့လောဘတွေဒေါသတွေမောဟတွေမမနာတွေနဲ့တွဲနေတဲ့စိတ်ဟာ ပဒုထစိတ်ပဒုထမနပျက်စီးနေတဲ့စိတ်လို့ပြောတာအဲ့ဒီပျက်စီးနေတဲ့စိတ်နဲ့လှုပ်လိုက်ပြောလိုက်မယ်ဆိုလို့ရှိရင် ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်ဒုက္ခတတိကြီးလိုက်လာမှာဖြစ်တယ်ဒုက္ခဆိုတာ problem ပြဿနာပြောနောက်ဘဝကြာတည်တဲ့ကြီးတဲ့ဒုက္ခလိုက်လာအေးပတ္တနမနလို့ဆိုရက်တတိတို့ပညာတို့ အလိုဘအရောသာအမောဟဆိုတဲ့သဘာဝတရားတွေနဲ့ထိမ့်ချုပ်ပြီးတော့ပန်းစင်နေတဲ့မွန်မြတ်နေတဲ့စိတ်ထက်နဲ့စကားတစ်ခုပြောလိုက်မယ်အလုံးတစ်ခုလုံးလိုက်မယ်ဆိုလို့ရှိရင်အဲ့ပန်းစင်မွန်မြတ်တဲ့စိတ်နဲ့ပြောသည်မစကားလုံးသည်မအလုံးတွေကြောင့်ရှင်တဲ့နှလုံးထဲမှာကောင်းမြတ်တဲ့သဘာဝအကံတရားတွေဖြစ်ပေါ်လာပြီးအဲ့ဒီကံကြောင့်သူဟာဖြစ်လျက်ဘဝမှာ ခြံသာဒုက္ခတွေအဆင်ပြေမှုတွေဟာသူနဲ့ထက်ချက်မကွာပါရှိနေမှာဖြစ်တယ်လို့ဒီဒေသနာမှာဒီလိုဟောတာเนาะအဲ့တော့စိတ်ဓာတ်ဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားစဉ်းစားဆင်မြင်တတ်ဖို့လိုတယ်အရေးကြီးတဲ့စိတ်ဓာတ်ဒါကြောင့်မို့ကိုယ်ဘဝမှာကိုယ်စိတ်လေးကိုတန့်စင်နေအောင်ထိမ့်သိမ့်တတ်ဖို့တတိထားရမှာဖြစ်တယ် အာယုန်လေးတစ်ခုမြင်လိုက်တယ်လောဘဝင်လာလို့ရှင်အေးစိတ်မတန်တော့ဘူးဒေါသဖြစ်လာလို့ရှင်စိတ်မတန်တော့ဘူးအဲ့လောဘဒေါသကိုညှိရမယ်ညှိပြီးဆိုတော့မှပြောစရာရှိတာပြောမယ်လုပ်စရာရှိတာလုပ်အောင်မညှိမဲနဲ့လောဘအရှိတိုင်းဒေါသအရှိတိုင်းပြောလိုက်မယ်လုပ်လိုက်မယ်ဆိုလို့ရှင် ဒုစရိုက်ဆိုးကြောင့်ဒုက္ခပဲရမှာဖြစ်တယ်ဒုက္ခတော့ရလာမှာမဟုတ်ဘူးဒုဆိုးလို့တာပြောတာเนาะဒါကြောင့်မို့တတိနဲ့ပညာနဲ့အမြဲတမ်းစောင့်ကြည့်နေရတတိတံစဉ်ကနဲ့စောင့်ကြည့်တတိမပါရင်လည်းပညာမဖြစ်ဘူးပညာမပါရင်လည်းတတိရဲ့အကျိုးတရားဟာကြီးမားမှာမဟုတ်ဘူးပညာပါမှကြီးပွားတယ်စာပေကျမ်းကမှဘယ်လိုဆိုတော့ဆိုရင်နာဟိတတိဝီရိတာပညာနာမအဋ္ဌိ လောကမှာတတိမပါတဲ့ပညာဆိုတာမရှိဘူးတတိမရှိဘဲနဲ့ပညာဖြစ်တယ်ဆိုတာမရှိဘူးလို့ဆိုလိုတယ်နော်ပညာအစ်စ်မဖြစ်ဘူးပညာဆိုတာဒီကနေ့ခေတ်လူတွေပြောနေကြတကယ်သူတွေကောလိပ်တွေကျောင်းတွေမှာသင်တာကိုပညာသင်တယ်လို့ပြောတာတကယ်ကတော့အဲ့ဒါပညာမဟုတ်ဘူးတုတ္တလို့ခေါ်တဲ့ subject matter ကိုသင်ခြင်းတာလည်းဖြစ်တယ် subject matter ကိုပဲသင်ခြင်းကိုလာဖြစ်တယ်။အဲ့ဒီ subject matter သင်လို့ပြီးစီးသွားတာကို certificate ပေးတာကိုဒါပွဲရတယ်လို့ခေါ်တယ်။အဲ့ဒီမှာရင်ရနေလို့ရှိရင်ပညာဆိုတာမရဘူး။ပညာဆိုတာပါတော့ဆိုရင်သင်ထားတဲ့အကြောင်းအရာနဲ့ဘဝမှာလက်တွေ့အသုံးချလို့သိလာတဲ့အသိအချာမှပညာ experience လို့ပြောမှာပေါ့နော်။ဆိုတော့သိပညာသင်ထားတယ် စိတ်ကုမစားဘူးအယောင်းဝယ်လုပ်ငန်းနဲ့လုပ်တယ်စေပညာဆိုရက်စေဆက်ချက်မတ္တန်လို့ခေါ်တယ်ပညာရဲ့တည်းကိုတော့နားလဲသို့သောကြာရင်ယောဂပြောင်းအောင်ကုထပ်ပါမလားအဲ့ဒီပုဂ္ဂိုလ်အတွေ့အကြုံမရှိတော့ဘူးဆိုရင်ကိုယ်ရင်လည်းမှားကုန်တော့မှာအဲ့ဒီတဘောပဲပညာဆိုတာဆက်ချက်မတ္တန်ပေါ်မှာစဉ်းစားမှပေါ်လာတဲ့အသည့် လက်တွေ့အသုံးချတဲ့အခါမှာအတွေ့အကြုံကနေဖြစ်ပေါ်လာတဲ့အမှာပညာဒါကြောင့်တကယ်သူကောလိပ်တွေမှာသင်တာဟာပညာဖြစ်ဖို့သင်တဲ့ subject matter များတာဖြစ်တယ်အကြောင်းအရာ subject ပညာရပ်တာလင်ဖြစ်တယ်ပညာမဟုတ်သေးဘူးအဲ့ဒီပညာရပ်ကိုအသုံးချပြီးတော့သိတဲ့အတိအကျတော့မှာပညာဒါကြောင့်မို့သူတန်တဲ့ပညာနှစ်ခုခွဲထားခွဲထား သုတ္တဟုလန်းနှင်းလို့ဘာသာပြန်ပြီးတော့ပညာကြတော့မှ wisdom knowledge ဒီလိုသွားအဲ့ဒီနှစ်ခုကို क्वे ဖို့လိုတယ်ပေါ့နော် क्वे ဖို့လိုတယ်သုတ္တဟုစီဟုအထောအမှာပဲစာပေကျမ်းအမှာဘယ်လိုဆိုထားတော့ဆိုရင်သုတ္တသာသုတ္တဝတ္တနီပင်ရှင်နဲ့စိတ်ဆန္ဒဟာသုတ္တကိုရခြင်းအကြောင်းဖြစ်တယ် သင်ញင်တဲ့စိတ်ဆန္ဒကြောင့်သင်လိုက်တော့အကြောင်းအရာတွေသိလာတယ်ဒီလိုဆိုလို့သူတံပညာရောဝဋ္ဌနာအဲ့ဒီသင်ယူခြင်းကအသိပညာကိုတိုးပွားစေတယ်ဟောပညာကသူတတ်ပြီးမှလာတာနော်သူတတ်ပြီးမှလာတာပညာရအထံသာနာတိပညာရဲ့သဘောတရားဟာဘဝအထိဖယ်ကိုနားလဲတာမှပညာပညာရအထံသာနာတိအထိဖယ်ကိုနားလဲတယ် ညာတော့အထောင်ဒုက္ခဝောတိလာတဲ့ပညာရကမှာတိလာလို့ပညာဖြင့်သိရတဲ့အကျိုးအကြောင်းကမှာချမ်းသာဒုက္ခကိုရရှိပါတယ်လို့ဒီလိုစပေကျမ်းမှာခွဲပြီးတော့ဆိုထားတယ်။မြတ်စွာဘုရားဟောတဲ့အရေးချင်းတွေမှာလည်းပဲသုတ္တနဲ့ပညာတခြားစီပဲ။ဒါကြောင့်မို့သုတ္တကိုရအောင်ယူပြီးတော့ပညာကိုရအောင် လုပ်ဖို့လိုအပ်တယ်။ ုတ္တလေးနဲ့ရင်ရနေလို့ရှိရင်ပညာပဲရောက်မှာမဟုတ်ဘူးဒီလိုသဘောပေါက်မှာဖြစ်တယ်အဲခုလည်းပဲတရားဓမ္မနာယူနေတဲ့အခါမှာစัจ चित्त မတန်းလို့ခေါ်တဲ့တွေးเสียဟာအကြောင်းအရာတွေမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေသိရှိနေကြအဲ့ဒီသိရှိနေတဲ့အဆုံးအမစကားတွေကိုလက်တွေ့ဘဝမှာအသုံးချလိုက်လို့ သိရှိနားလည်ပြီးအကျိုးရလာပြီးဆိုတော့မှပညာဆိုတာဖြစ်လာမှာဖြစ်တယ်ပေါ့အဲ့ဒီပညာမှကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေအခုမြတ်စွာဘုရားဆုံးမတဲ့စကားကိုပဲကြည့်မနတာစေပတန်နေနဗန္တိဝါကရောတိဝါအလောဘအရောဒအမောဟမေတ္တာစတဲ့ကောင်းတဲ့သဘာဝတရားတွေကြောင့် မေတ္တာကရုဏာမုရိတဥပေက္ခာဆိုတဲ့သဘာဝတရားတွေနဲ့မွှန်းထုံထားလို့စင်ကြယ်မြင့်မြတ်တန်ရှင်းနေတဲ့စိတ်ဓာတ်နဲ့ပါတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလုပ်လိုက်မယ်ဆိုရင်တတောဏံဒုက္ခမနွေတိအဲ့ဒီပြုလုပ်မှုပြောဆိုမှုကြောင့်သူထံကိုအစဉ်ပြေမှုချမ်းသာဒုက္ခတွေဟာစင်စမရလိုက်ပါနေမှာဖြစ်တယ်။ဆာယဝအနပါယိ အရေးဆိုတာကိုယ်နဲ့ထက်ချက်မကွာပါနေတယ်လို့ပဲလို့အဲ့ဒီဒီတေသနာတော်ကဒီလိုဟောတာဘာကြောင့်မြတ်စွာဘုရားဒီတေသနာတော်ကိုဟောတယ်လို့ဆိုလောကလူတွေဟာစိတ်ကအရေးကြီးတာစိတ်ရဲ့တမိုးဟာအလွန်ကြီးမားတယ်ဆိုတာရချင်